မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်မတ်လ31ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့အင်အားပြည့်လောက်ကပ်ခဲ့တဲ့ငလျင်ကြောင်းနေပြည်တော်မန္တလေးနဲ့စကိုင်းတိုင်းတို့မှာကိုညီကယ်ဆယ်ရေးတွေဆောင်ရွက်နေစဉ်ကာလအတွင်းနတ်ဆက်ကဘက်ကနေအပြည့်ခက်ရက်စဲကြောင်းကြီးညာပေးဖို့လိုအပ်တယ်လို့စီးနဲ့နိုင်ငံရေးကဲခတ်တွေကသုံးသပ်ပြောဆိုလိုက်တဲ့သတင်းဆူဒန်စစ်ပွဲအဆုံးမသက်သေးဘူးလို့ အရန်တပ်ဖွဲ့ RSF ခေါင်းဆောင်မိုဟာမက်ဟန်ဒမ်ဒါဂလိုကပြောကြားလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာဂစာသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်နေပြည်တော်မန္တလေးနယ်စကိုင်းတိုင်းတို့မှာကုညီကယ်ဆယ်ရေးတွေဆောင်ရွက်နေစဉ်ကာလအတွင်း နာဆာကပကနေအပြစ်ခတ်ရဲစဲကြောင်းကြေညာပေးဖို့လိုအပ်တယ်လို့စီးရီးနဲ့နိုင်ငံရေးကိစ္စတွေကတုံ့သက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင် နေပြည်တော်မန္တလေးနဲ့စကိုင်းတိုင်းတို့မှာကုညီကိစ္စရေးတွေဆောင်ရွက်နေစဉ်ကာလအတွင်းနာဆာကပကနေအပြစ်ခတ်ရဲစဲကြောင်းကြေညာပေးဖို့လိုတယ်လို့စီးရီးနဲ့နိုင်ငံရေးအကိစ္စတွေကစီးရီးနဲ့သတင်းထောက်နာကိုပြောပါရယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်ကလှုပ်ခတ်သွားတဲ့ငလျင်တန်းကြောင်နေပြည်တော်မန္တလေးနဲ့ စကိုင်းတိုင်းတို့မှာနေအိမ်အဆောက်အုံပြိုကျမှုတွေကြောင့်လက်ရှိအချိန်အထိကုညီကေဆယ်ရေးတွေဆောင်ရွက်နေရဆဲဖြစ်ပါတယ်။လက်ရှိကာလမှာအဖြစ်ကရဆဲရေးအမှန်တကယ်လိုအပ်နေပြီးကုညီကေဆယ်ရေးလုပ်ငန်းတွေကိုလည်းဘယ်သူကမှမနှောက်ယှက်ဖို့အထူးကလိုအပ်တယ်လို့ NCA ထိုးထားတဲ့ပအိုးမြတ်သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှဥက္ကဋ္ဌဘုံမှုကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါတယ်။လောဆယ်တော့ရှိတဲ့ပုံမပေါ်ဘူး။ဘာကြောင့်လဲဆိုတော့အဖွဲ့တွေ ဟိုဘာလဲ control လို့ရနေတယ်ဆိုတော့သဘောမျိုးစိတ်ထဲမှာထင်နေတာတိုင်းဒီရဲ့ control ရနေတယ်ဆိုရင်တို့ကတော့ရမှာမဟုတ်မရဘဲနဲ့ဘာလုံးလဲဆိုတော့ဟိုတနိုင်တစ်ပိုင်းပေါ့ကိုလူနဲ့ကိုအဲဒါကကိုကြီးတွေကိုလူနဲ့ကိုတော်ရမဲ့သဘောမျိုးရှိတာပေါ့ပြစ်ခရစေးကြီးကတော့တကယ်လိုတာပါဒါကတော့ဒီလိုအခြေအနေမျိုးမှာပြစ်ခရစေးကြီးကတကယ်လိုတာဒါကြောင့်ပြစ်ခရစေးကြီးလို့ဖို့အတွက် ဒီဒီကကြတဲ့နိုင်ငံတော်ဖွဲ့စည်းရမယ်စပြီးတော့ကျင်းပပေးရင်တော့အကောင်းဆုံးပေါ့နော်ကျင်းပပေးရင်တော့အကောင်းဆုံးအဲ့ဒါအဲ့ဒါဆိုရင်တော့ဒီနိုင်ငံတကာအကူအညီပေးရဖွဲ့တွေလွတ်လပ်စွာအာပွားလာပေါ့ကူညီနိုင်အောင်အများဆုံးလုပ်ပေးဖို့လိုတာပေါ့ဒီခါကျစီရတော့အကောင်းဆုံးချင်နေပဲ6လတစ်နှစ်ဒီစီစဉ်မပြီးမချင်းရဖို့လိုပါအခု EO တွေကပတ်စံရှိတဲ့ဖွဲ့တွေတော့ပေးနေတယ်လေ ကိုကံဝါတော့သူသူဖွင့်လိုက်တော့ကူကြတာရှိပါလားမကူနိုင်တဲ့ဖွဲ့လည်းမကူဘူးဒါမှမဟုတ်မနှောက်ရက်ဘူးပေါ့အဓိကတော့ဘယ်သူမှမနှောက်ရက်ဖို့လိုတယ်တကယ်ပြနေတာစစ်ကောင်စီဖြစ်နေတော့စစ်ကောင်စီဘက်ကပြောဖို့လိုတာပေါ့ငလျင်တန်တစ်ဒေတာတွေနဲ့ဆက်ဆက်တဲ့ခရိုင်တွေအတွင်မှာခုခံကာကွယ်စစ်ကလွဲပြီး ထို့စစ်အလုံးကိုတည်နှစ်ပတ်ကြာရက်ဆိုင်ဖို့နဲ့လိုအပ်တာတွေကိုကူညီဖို့အမျိုးသားညွှန်ရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ငလျင်ဘေးတန်တင့်ပြည်သူလူထုတွေအပေါ်ညီနောင်မဟာမိတ်၃ဖွဲ့ကလည်းတနိုင်နာတွေကိုအမြန်ဆုံးထောက်ပံ့ကူညီပေးသွားမယ်လို့ထုတ်ပြန်ထားတာပါမြန်မာဟာငလျင်တန်းကြောင့်တည်ရင်းရှိရင်ကာလရောက်နေတဲ့အတွက်တတိယရောက်အဖြစ်ခတ်ရက်စဲပြီးအသက်တွေကယ်ဖို့နဲ့လိုအပ်သူတွေကိုကူညီဖို့အလုံးစုံအာရုံစိုက်တဲ့နေလို့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကပြောထားပါတယ် တခြားနိုင်ငံတွေကအပြစ်ရဲ့ရေးပြောဆိုနေမှုတွေကိုနတ်ဆက်ကအနေနဲ့လိုက်နာမှာမဟုတ်ပဲတရုတ်ဘက်ကအပြစ်ရဲ့ဖို့ပြောဆိုလာပါကအတိုင်းအတာတစ်ခုအထိရှင်းနိုင်ကြောင်းစီးလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UN နေမှာဦးမျိုးကျော်ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်ပြည်ရနိုင်လောက်အောင်အင်အားဘလောက်ထိမြေတူတူပေါ်မှာဖိအားပေးနိုင်လဲဆိုတဲ့အပေါ်မှာပဲမှုတည်တယ်နော်တရုတ်ကြီးကနေဒီရဆိုရင်တော့တိုင်းတာတစ်ခုရမှာပေါ့ဗျဒါပေမဲ့နောက်ရှေ့ဆက်သွားဖို့အတွက်အပေးယူ နေနိုင်တဲ့အခါကျတော့အဲ့လိုကြတော့မရတော့ပြန်ဘူး။ဒါမျိုးတွေဖြစ်နေတယ်ဘုနော်။အဲ့ဒီဆင်ကာပူကရဖို့တော့ကြိုးရတခြားတခြားနိုင်ငံတွေကအကောင်းဆောင်တွေကလည်းပြောတာတွေကြားရပါတယ်။ဒါမှသူတို့လိုက်နာမှာမဟုတ်ပါဘူးခင်ဗျာ။ဒီဒီအနာသိစေကောင်စီအနေနဲ့ကတော့နိုင်ငံတကာကအခုအကူအညီပေးလာတဲ့ဟာတွေကိုတောင်မှဟန်တာဖြစ်အောင်တချို့ဟာတွေမှာတွေ့နေရတယ်လေ။ ကြားနေရတဲ့ပုံသတင်းလေးမှာနော်ဒီတော့ဟိုနိုင်ငံတကာဝေရောပြည်ထဲမှာရှိတဲ့ဒေါ်လာရဲ့အဖွဲ့အစည်းကိုရောနော်ဒီချိန်မှာအာပြည်သူတွေအတွက်နေပြီးလမ်းဖွင့်ပွဲတာလားရောကောင်းတော့လက်ခဏာဆိုပေမဲ့နော်ကျွန်တော်ထင်တယ် SAC ကအဲ့ဒီဒီအဲ့ဒီလို့ကိုလုံးလိမ့်မှာမဟုတ်ပါဘူး မတ်လ28ရက်နေ့နေ့လယ်12:52မိနစ်ခန့်ကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းနဲ့မန္တလေးမြို့တွေအနီးကိုဗဟိုပြုပြီးတော့အင်အားရစ်တက်ကေ9.9အဆင့်ရှိအလွန်ပြင်းထန်တဲ့ငလျင်တစ်ခုစတင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့မန္တလေးမှာတော့မတ်လ30ရက်နေ့အထိငလျင်လှုပ်ခတ်မှုတွေရှိနေသေးတာပါအဲ့ဒီငလျင်ကြောင့်နေ့ပြီးတော့စကိုင်းနဲ့ မန္တလေးတိုင်းတို့ရှိနေအိမ်အဆောက်အုံအများအပြားပြိုကျပျက်စီးခဲ့ရပြီးအထဲမှာပိတ်မိနေသူတွေရှိနေသေးကအသက်ဆုံးရှုံးသွားသူဥယီဟာလည်းထောင်ထဲချီရှိနေပြီဖြစ်ပါတယ်။လက်ရှိမှာတော့နေအိမ်အဆောက်အုံပြိုကျမှုတွေကြောင့်ပိတ်မိနေတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အိန္ဒိယ၊ရုရှား၊တရုတ်၊စင်ကာပူ၊မလေးရှား၊ထိုင်း၊ဗီယက်နမ်အစရှိတဲ့နိုင်ငံတွေကကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာလည်းလာရောက်ကူညီပေးလျက်ရှိတာပါ။ငလင်ကယ်ဆယ်ရေးနယ်တိဆောက်ရေးတွေမှာ နောက်ဆက်ကအနေနဲ့ဘလို့စီစဉ်သွားမလဲဆိုတဲ့တည်င်းပြည်စုံကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါမြန်မာနိုင်ငံမန္တလေးမြို့အနီးစကိုင်းမြို့ကိုဗဟိုပြုကလှုပ်ခတ်သွားတဲ့ငလင်တန်းကြောင့်ထိခိုက်တိုက်ဆုံးမှုတွေအပါအဝင်အဆောက်အုံတွေလမ်းတရတွေပြိုကျပျက်စီးမှုတွေပတ်သက်ပြီးနောက်ဆက်ကအနေနဲ့ကုညီကဲဆေးကြီးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဘလို့စီစဉ်နဲ့ဆောင်ရွက်သွားမလဲပြည်သူလူထုကသိကြနေကြပါတယ်ငလင်တင့်ပြည်သူတွေကဲဆေးကြီးနဲ့ပြည်လဲထူထောင်ရေးကိုအပိုင်းသုံးပိုင်းခွဲပြီးဆောင်ရွက်မယ်လို့နောက်ဆက်ကဥက္ကဋ္ဌကပြောပါတယ် 2025ခုနှစ်မတ်လ30ရက်ကငလင်းပေးတဲ့တင်ဒေတာတွေမှာကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအ мян ဆုံးဆောင်ရွက်သွားနိုင်ရေးအထူးစည်းဝေးတရက်ပြုလုပ်စဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။ငလင်းပေးတဲ့တဲ့ထိခိုက်ပျက်စီးခဲ့ရမှုတွေကိုပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေနဲ့ အပျက်စီးတွေကိုရှင်းလင်းဖယ်ထုတ်ခြင်းအပိုင်းပြကြပျက်စီးနေတဲ့အဆောက်အဦတွေကိုဘေးအန္တရာယ်မဖြစ်စေရစနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်းပြည်လည်တိဆောက်ခြင်းအပိုင်းဆိုကအပိုင်း၃ပိုင်းနဲ့ဆောင်ရွက်သွားရမယ်လို့နာဇကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်နိုင်ကပြောပါတယ်။ငလင်ပိတန်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့လန်ဒရာတွေနိုင်ငံပိုင်အဆောက်အဦတွေပြည်လည်တိဆောက်ရေးနဲ့ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေကိုမိမိတို့အနေနဲ့အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပြီးငွေကြေးအင်အားလူအင်အားရင်းရမ်းအင်အားများစွာကိုတုံးဆွဲဆောင်ရွက်သွားရမှာဖြစ်ကြောင်း ုဂ္ဂလိကတိဆောက်ရေးလုပ်ငန်းတွေကိုလည်းထောက်ပံ့ပေးဖို့လိုအပ်မှာဖြစ်တာကြောင့်နိုင်ငံတကာကအကူအညီတွေတောင်းခံရမှာပြည်လဲတိဆောက်ရေးအတွက်လိုအပ်တဲ့ဆောက်လုပ်ရေးတောင်းပစ္စည်းတွေကိုလည်းထည့်သွင်းတောင်းခံသွားဖို့လိုကြောင်းသူကပြောပါတယ်။အဲ့ဒီအပြင်အစအဦးအာမခန့်လုပ်ငန်းတွေမှာအာမခန့်ထားရှိမှုတွေကိုလည်းစနစ်တကျစီစစ်ပြီးအာမခန့်ငွေကြေးတွေရရှိရေးအတွက်လည်းဆောင်ရွက်ပေးသွားဖို့လိုကြောင်းနတ်ဆက်ကဥက္ကဋ္ဌကပြောပါတယ်။ဆက်သွယ်ရေးလမ်းကြောင်းတွေအမြန်ဆုံးအရင်အခြေအနေအတိုင်းပြန်လည်သွားလာနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်း စကိုင်းမန္တလေးလမ်းဟောင်းပေါ်ရှိစကိုင်းတရာအင်ဝါယထာလန်ကူတရာပြိုကျပျက်စီးနေမှုကိုအမြန်ဆုံးပြန်လည်ဆောင်ရွက်သွားဖို့လိုပြီးရေလမ်းကြောင်းအမြန်ပြန်ပွင့်အောင်ဆောင်ရွက်ပေးသွားရမယ်လို့နာဆကဥက္ကဋ္ဌကပြောပါတယ်။အဒီနောက်ကုညီကက်ဆေးရေးလုပ်ငန်းတွေကိုပုံမထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့လေရင်ပြည်လမ်းတွေကိုလည်းအမြန်ဆုံးပြန်လည်ပြုပြင်ဖွင့်လှစ်ပေးသွားဖို့လိုကြောင်းယူရင်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့လန်ဒရာတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့စိတ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်းပြီးအမြန်ဆုံးပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့လိုကြောင်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာလိုအပ်တဲ့တန်ချိန်များစွာကိုမတင်နိုင်တဲ့ green card တွေကိုလည်းငလင်ပေးတန်တင်ဒေတာတွေကိုအများဆုံးဆီလို့ဆောင်ရွက်သွားစေဖို့လိုကြောင်းသူကပြောပါရယ်မန္တလေးမြို့ရေရှိဖုန်ကြီးကျောင်းနေမှာအစာဦးနေရာအနေငယ်အတွင်တန်ဃာတော်အများပြသတင်းသုံးနေထိုင်လျက်ရှိတာကြောင့်တန်ဃာတော်တွေအားလုံးရဲ့စွန့်ကုန်နဲ့ဝေယဝစ္စကိစ္စရပ်တွေအားလုံးအဆင်ပြေစေရင်တင့်လျော်တဲ့စီမံမှုတွေဆောင်ရွက်ပေးသွားဖို့လိုကြောင်း ဗိုလ်ချုပ်မှုကြီးမေအောင်လင်ကပြောပါတယ်အခုဖြစ်ပေါ်ခဲ့တဲ့ငလင်ပေးတံကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုတွေကိုသင်ခန်းစာယူပြီးလန်ဒရာနဲ့အဆောက်အဦတွေဆောက်လုပ်ရမှာတဘာဝဘေးအန္တရာယ်ခံနိုင်ရေးစံနှုန်းတွေကိုစနစ်တကျတွက်ချက်ဆောက်လုပ်စီစစ်ဆေးကြက်မှတ်ဆောင်ရွက်သွားဖို့လိုကြောင်းအခုလောက်ခတ်ခဲ့တဲ့ငလင်ဆိုင်ရာအချက်လက်နဲ့ဖြစ်ပေါ်မှုတွေကိုလည်းစနစ်တကျမှတ်တမ်းပြုစုထားရှိဖို့နဲ့ထုတ်ပြန်မှုတွေဆောင်ရွက်ပြီးသွားဖို့လိုကြောင်းနဆကဥက္ကဋ္ဌကပြောပါတယ်။ကုညီကစရေးနဲ့ထောက်ပံ့ရေးပစ္စည်းတွေပေးရရမှာငလင်ပေးတဲ့တင်ခဲ့ရသူတွေအားလုံးရာသင်းရထိုက်သူတွေအားလုံးရရှိစေရေး စနစ်တကျဆင်းရဲပြုစုဆောင်ရွက်သွားဖို့လိုအပ်တယ်လို့နတ်ဆကဥက္ကဋ္ဌကပြောပါရတယ်။အဲဒီနောက်စာရေးတောက်ရေးအစီအပြောင်ဆောင်ရွက်ပြီးသွားဖို့လိုကြောင်းဆင်းရဲနေမထက်စီရင်နဲ့ကြံနေခဲ့ရသူတွေမရှိစေရေးမြတ်မြတ်တက်တာဖြစ်စေရေးတာဝန်ရှိသူတွေအားလုံးကကြက်ကြက်မမတ်နဲ့စနစ်တကျဆင်းရဲကောက်ယူပြုစုဆောင်ရွက်သွားဖို့လိုကြောင်းမိမိတို့အနေနဲ့ပင်လယ်ထူထောင်ရေးဆိုင်ရာကိစ္စရပ်တွေကိုများစွာဆောင်ရွက်သွားရမှာဖြစ်ပြီးဦးစားပေးအစဉ်အလိုက်အမြဲဆုံးဆောင်ရွက်ပေးသွားဖို့လိုကြောင်းသူကပြောပါရယ် စကိုင်းမြို့မှာအကူအညီကယ်ဆယ်ရမဲ့သူတွေအများအပြားကြန့်ရှိနေတယ်လို့စကိုင်းတိုင်းဒေသကြီးမုံရွာမြို့မှာရှိတဲ့ကွေကြီးအရံမီးတက်လူမှုကူညီရေးအဖွဲ့မှတက်ခွဲမှုဦးစန်းထွန်းကပြောဆိုလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။မြန်မာနိုင်ငံစကိုင်းမြို့မှာအကူအညီကယ်ဆယ်ရမဲ့သူတွေအများအပြားကြန့်ရှိနေတဲ့ကြောင့်စကိုင်းတိုင်းဒေသကြီးမုံရွာမြို့ရှိကွေကြီးအရံမီးတက်လူမှုကူညီရေးအဖွဲ့ကတက်ခွဲမှုဦးစန်းထွန်းကဆီယန်နိုင်သတင်းဌာနကိုပြောပါရစေ။အဲ့ဒီအပြင်အကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့လူဝင်အားတွေရှိနေပေမဲ့ဆယ်ရန်တရားတွေလိုအပ်နေကြောင်းသူကပြောပါရစေ။ တော့ခက်ခဲတယ်တော့ရှိသေးတယ်ဆရာကျွန်တော်တို့တိုက်ပြီးလူလူတွေကတော်လေးကြံနေတယ်ဗျာသခိုင်းမှာဟုတ်ကကျွန်တော်တို့သခိုင်းတောင်ပေါ်မှာဟုတ်က50လောက်ရှိသေးတယ်လို့ပြောတယ်ဗျာသခိုင်းကဆရာအတော်ဆိုးပါတယ်ကျွန်တော်တို့တောင်ပေါ်ဆိုရင်လက်ရှိမဆက်တောင်မဆက်နိုင်ကြဘူးအောက်ပိုင်းတွေလောက်ပဲနဲ့ဘူပိုင်းကျောင်းကကလေးတွေလောက်ပဲထုတ်နေကြတယ်ဗျာ လောလောဆယ်လူအပ်တာတော့ကျွန်တော်ဆင်ရလျားလူတာဗျာကျွန်တော်လူအားနဲ့ကြတော့လူအားပေါ်တယ်ကျွန်တော်တို့ဖွဲ့ကအလုံးပေါင်း90လောက်ပါတယ်အဲ့ကြကျွန်တော်ကဆင်ရလျားမပါတော့လေဒီတိုင်းငုတ်ထိုင်ကြည့်နေုံပဲဖြစ်နေတာဗျာလောလောဆယ်အစိုးရဟိုဟာနှစ်ဖွဲ့လောက်သူကလည်းပေးနိုင်နေတာဗျာ စကိုင်းတနာလေတော့ကာကြီးကဖြတ်မှုမလွယ်ဘူးတော့ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့လည်းမန်လေးဘက်ကိုကူးလို့မရဘူးခင်ဗျာရန်တရားတွေကြတော့ကျမကြီးကပါညာလောက်ကတော့ကျွန်တော်တို့လူကြီးရဆိုရင်တော့တွားရတယ်ရန်တရားကြကူးမှုလောလောဆယ်မလွယ်ဘူးသူတို့ဝင်းကြီးခြားအီဆိုလာဖွဲ့စည်းရနေဇက်စီနေပြင်းတော့ရမှာခင်ဗျာလားတော့ရှိပါတယ်ဗျာဝင်းကြီးချုပ်ကိုယ်တိုင်လည်းလာကြည့်ရှုအားပေးပါတယ်ဗျာကျွန်တော်တို့သူ့လူပေါ်ဟိုအနေနဲ့တွားကြတာပါခင်ဗျာဝင်းကြီးဒီလိုကြတော့ထောက်ပံ့ကြီး 那一个爸妈没压力，老婆娘。 နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမဲအောင်လိုင်းကတော့ငလင်ပေးကြောက်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့လန်ဒရာတွေနိုင်ငံပိုင်အစာအုပ်တွေပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုမိမိတို့အနေနဲ့အင်တိုင်းအားတိုင်းဆောင်ရွက်သွားရမယ်လို့ပြောထားပါတယ်။အဲ့ဒီအပြင်ငွေကြေးအင်အားလူအင်အားရင်းရန်းနေရအင်အားများစွာကိုတုံးဆဲဆောင်ရွက်မှာဖြစ်ကြောင်းပုဂ္ဂလိကတည်ဆောက်ရေးလုပ်ငန်းတွေကိုလည်းထောက်ပံ့ပေးဖို့လိုအပ်မှာဖြစ်တာကြောင့်နိုင်ငံတကာကအကူအညီတွေတောင်းခံရမှာပြန်လည်တည်ဆောက်ရေးအတွက်လိုအပ်တဲ့ဆောက်လုပ်ရေးတုံးပစ္စည်းတွေကိုလည်းထက်သွင်းတောင်းခံသွားဖို့လိုအပ်ကြောင်းသူကပြောပါတယ်။လက်ရှိအခြေအနေမှာပိတ်မိပြီးကြံနေသေးတဲ့လူတွေတည်ဆောက်သွားပြီးဖြစ် က်တဲ့ရုပ်လောင်းတွေကိုဆယ်ယူဖို့ကယ်ဆယ်နေရကြောင်းစက်ရန်နေရာတွေလိုအပ်နေကြောင်းတုံးရီတောက်ရီပိုင်းမှာလည်းအခက်အခဲတွေရှိနေကြောင်းကယ်ဆယ်ရေးသမားတွေအတွက်ဝတ်စုံနေတဲ့လိုအပ်နေကြောင်းစကိုင်းတိုင်းဒေသကြီးမုံရမျိုးရှိပေးဆက်သူလူမှုကွန်ရီရဲ့အတင်ကအဖွဲ့ဝင်တအူးကဆီယန်နိုင်တဲ့ထဏာကိုပြောပါရစေ လက်ရှိအခြေအနေကျွန်တော်ကတော့အိမ်မိနေပြီးကြံနေတဲ့လူတွေရောဓာတ်ပေါ်တွေအဖြစ်နဲ့ရှိနေတဲ့ရုပ်လောင်းတွေကိုကျွန်တော်တို့ကဆက်ယူဖို့ကုသကိုင်းမှာတော့ကျွန်တော်တို့အတိဆိုင်ပြီးတော့ကုညီနေရကဲတဲ့နေရာမျိုးတော့ရှိရဲဆိုတော့အကက်ခဲနေနေရတော့ကျွန်တော်တို့ကဲတဲ့အသမားနေနေရတော့စပိုင်းဆိုင်ရာပေါ့နော်စပိုင်းရန်ရန်နေရာဆိုင်ရာကြီးကျွန်တော်လိုအပ်တဲ့အကက်ခဲတွေတော့ရှိနေတာကြားကက်ခဲရတော့သူတွေတူတူရဲ့မရှိဘူးအသားတောက်ပိုင်းတို့အားအသားတောက်ကအနောက်အဓိကမကြမ်းပဲတုံးရီတောက်ရီပိုင်းကျတော့ကျွန်တော်တို့ကကက်ခဲလုံးဝလုံး 弄一片地噻，他等于讲多了，是 <noise> 的。啊，或者那些人呢，就那个嘛，弄的更大的是说，给人什么安下一条，哪个户啊，保量地啊，是比较，就那个五万哪里安下一条七条，就是说，就是说，看到在里边欺负大家咯，我种的嘛也是六万亩里头七条片，就那个那个地沟养啊，等养的啊，他为啥在屋里跑咯？哪里边我不要去那个给人背地啊，那条七条他妈的安下一条七条，我弄不到。 2025ခုနှစ်မတ်လ29ရက်နေ့အထိနောက်ဆုံးရရှိတဲ့စီးရင်တွေအရတနိုင်ငံလုံးအတိုင်းအတာအနေနဲ့လူပေါင်း1644ဦးသေဆုံးပြီး3408ဦးဒဏ်ရာရရှိက139ဦးပျောက်ဆုံးနေကြောင်းနစကကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်အသေးစိတ်စီးရင်တွေကိုဆက်လက်ကြောက်ယူလျက်ရှိကြောင်းသိရပါတယ်။စီနာတရင်ထောင်ရတဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဆူဒန်စစ်ပွဲအဆုံးမသက်သေးဘူးလို့အရန်တပ်ဖွဲ့ RSF ခေါင်းဆောင် မိုဟာမက်ဟန်ဒမ်ဒါဂလိုကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ ဆိုရင်စစ်တပ်နဲ့စစ်ပွဲဖြစ်ပွားနေတဲ့စစ်ပွဲဟာအဆုံးမသတ်သေးကြောင်းအရန်တပ်ဖွဲ့ RSF ခေါင်းဆောင်မိုဟာမက်ဟန်ဒန်တာဂလိုကမတ်လ30ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ဆိုရင်စစ်တပ်ဟာခါတိုမျိုးတော်ကိုထိန်းချုပ်ထားတဲ့ RSF တပ်ဖွဲ့ဝင်တွေအားမျိုးတော်တွင်မှမောက်ထုတ်ခဲ့ပြီးနောက်တာဂလိုရဲ့ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။နှစ်နှစ်ကြာဖြစ်ပွားနေတဲ့ဆိုရင်စစ်ပွဲအတွင်းပြီးခဲ့တဲ့သတင်းပတ်ကစစ်တပ်ဟာအသာစီးရလာခဲ့ပြီးခါတိုမျိုးတော်ရဲ့နေရာဒေသအများစုကိုထိန်းချုပ်ထားတဲ့ RSF တပ်ဖွဲ့ဝင်တွေအားမောက်ထုတ်နိုင်ခဲ့ပါတယ်။ ဂလိုကတော့သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့တရင်ဘက်ကခါတုံမြို့တော်မှာစုခွာခဲ့ရပြီးစစ်တပ်ကအသာစီးရခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့တပ်ဖွဲ့တွေခါတုံကပြန်စုခဲ့ရပြီးအွန်ဒါမန်မြို့မှာခန်းစစ်ထိုင်ခဲ့ရတယ်ဆိုတာဟုတ်ပါတယ်။ဒါကခေါင်းဆောင်တွေရဲ့သဘောဆန္ဒတွေနဲ့အတူချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ဒါဂလိုကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ခါတုံမြို့တော်ကိုအခုထက်ပိုပြီးအင်အားပြင်းထန်တဲ့ပုံစံနဲ့ပြန်လည်ဝင်ရောက်မယ်လို့သူကကတိပြုပြောကြားခဲ့ပါတယ်။ဆူဒန်စစ်တပ်ဟာမတ်လ29ရက်ကြီးမားတဲ့စစ်စခန်းတစ်ခုရှိတဲ့အွန်ဒါမ မန်မြို့ရဲ့အကြီးကဈေးတစ်ခုကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဆူဒန်စစ်တပ်ရဲ့အကြီးအကဲ Everdel Father Everhan ကတော့ RSF နဲ့ပြန်လည်ပေါင်းစည်းမယ်မဟုတ်ကြောင်းပြောကြားခဲ့ပြီး RSF ကိုအပိသက်ချေမှုန်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဆူဒန်စစ်တပ်နဲ့ RSF အကြားအရက်ဘက်အုပ်ချုပ်ရေးအတွေ့ပြင်ဆင်မှုတွေပြုလုပ်ရမှာအာဏာလွန်ဆွဲမှုဖြစ်ပွားခဲ့ပြီးနောက်စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ရဲ့ရန်လိုမှုကိုကင်တွယ်ဖြစ်ရှင်းရမှာ ဂျပန်ဟာမရှိမဖြစ်လိုအပ်တယ်လို့အမေရိကန်ကောက်ွယ်ရေးဝန်ကြီးကပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ တရုတ်ရဲ့ရန်လုံမှုကိုကင်တွယ်ဖြေရှင်းရမှာဂျပန်ဟာမရှိမဖြစ်လိုအပ်တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကမလ30ရက်မှာပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်ဟာထိုင်ဝမ်ရေးလက်ကြားအပါအဝင်ဒေတာတွေမှာယုံကြည်စိတ်ချရတဲ့အချင်းချောက်အဟန်တာကိုထူထောင်နေချိန်မှာဂျပန်ရဲ့အခမ်းကဏ္ဍကိုအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ကကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကိုအတိတ်ပဲဖွင့်ဆိုပေးတဲ့စစ်သူရဲကောင်စိတ်တက်ကိုမျှဝေထားပါတယ်လို့ဟက်ဆက်ကဂျပန်ကာကွယ်ရေးဝန်ကြီးဂျန်နာကာတာနီနဲ့တိုချိုမှာပြုလုပ်တဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ဂျပန်ဟာအင်ဒိုပစိဖိတ်ဒေတာတွေညဉ့်ညံ့ရေးနဲ့လုံခြုံရေးအတွက်အ ခြေခံအုတ်မြစ်ဖြစ်ကြောင်းဟဆက်ကပြောကြားခဲ့ပြီးတမရဒေါ်နယ်ထရန့်ရဲ့အဆိုရဟာအရင်ကအဆိုရတွေလိုပဲသူ့ရဲ့အဓိကအာရှမဟာမိတ်ဖြစ်တဲ့ဂျပန်နဲ့ညီကစွာဆက်လက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ဂျပန်မှာအမေရိကန်စစ်သား9000ဝန်းကျင်နဲ့တိုက်လီယံအုပ်စုတွေတပ်ဆွဲထားပြီးတရုတ်စစ်ရင်အားကိုတုတ်ပြန်တဲ့အနေနဲ့ကီလိုမီတာ3000ခန့်ရှိတဲ့ဂျပန်ကျွန်းစုတခြားလင်းရင်တင်တင်မော့ဥဆောင်တဲ့တိုက်ခိုက်ရေးစစ်တင်မော့အုပ်စုကိုဖြန့်ကျက်ချထားပါတယ်။ဟဆက်ဟာဖေဖော်ဝါရီလကဥရောပမဟာမိတ်နိုင်ငံတွေကိုဝေဖန်ခဲ့ပြီးအမေရိကန်ရဲ့လုံခြုံရေးထောက်ပံ့မှုဟာအမြဲရှိနေလိမ့်မယ်လို့မျှဝေထားတဲ့ကြောင်းဥရောပန ိုင်ငံတွေကိုပြောကြားခဲ့တဲ့နောက်အခုအခါမှာဂျပန်ကိုချီးကျူးခဲ့တာဖြစ်ပါတယ်ပထမဆုံးတရားဝင်ခီးစဉ်ဖြစ်အာရှကိုရောက်ရှိနေတဲ့ဟဆာဟာဖိလစ်ပိုင်နိုင်ငံကိုတွားရောက်ခဲ့ပြီးတဲ့နောက်ဂျပန်နိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်မလ29ရက်ကဟဆာဟာတူရကဘာစဲအတွင်းအမေရိကန်နဲ့ဂျပန်တပ်ဖွဲ့တွေအကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တဲ့အိုင်ဝိုကြီးမားကျွန်းပေါ်မှာပြုလုပ်တဲ့အောက်မေ့ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်အင်အားပြင်းငလျင်လောက်ကတ်ခဲ့ပေမဲ့လေဆောင်းခရန်ရေကစားပွဲတော်ကိုနိုင်ငံတူအမှစစ်စင်ထားတဲ့အတိုင်းကျင်းပသွားမယ်လို့ ထန်ခီးသွားလာရေအာနာပိုင်အဖွဲ TAD ကမက်လာ30ရဲ့မှာအတည်ပြုခဲ့တဲ့တည်င်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့ရက်ပိုင်းကအင်အားပြင်းကလေးလုတ်ခတ်ခဲ့ပေမဲ့လည်းဆောင်းခရန်ရေကစားပွဲတော်ကိုနိုင်ငံတဝမ်းမှာစီစဉ်ထားတဲ့အတိုင်းကျင်းပသွားမယ်လို့ထိုင်းခရီးသွားလာရေးအာဏာပိုင်အဖွဲ့ TAD ကမတ်လ30ရက်မှာတည်ပြုခဲ့တယ်လို့သတင်းရှင်းမှဖော်ပြခဲ့ပါတယ်။ထိုင်းမှာငလျင်တံမတက်ရောက်ခဲ့တဲ့ဟိုတယ်တွေကိုဖွင့်လှစ်ချမယ်ဖြစ်ပြီးခရီးသွားလာရေးနဲ့လမ်းပန်းဆက်သွယ်ရေးတွေနဲ့ပတ်သက်ပြီးခရီးသွားလာရေးတွေအနေနဲ့စိတ်ချကြဖို့ TAD ကပြောကြားခဲ့ပါတယ်။မတ်လ28ရက်ကအင်အားပြင်းကလေးလုတ်ခတ်ခဲ့ပြီးနောက်အခြေအနေအားလေးလာ30ခေရာမှာဘန်ကောက် ို့တော်နဲ့အခြားနေရာဒေသတွေမှာပုံမှန်အနေချားကိုပြန်လည်ရောက်ရှိနေပြီးကိုတွေ့ရှိခဲ့ရကြောင်း TAD ကပြောကြားခဲ့ပါတယ်။ဥပမာအားဖြင့်ဒွန်မောင်းနိုင်ငံတကာလေးစိတ်နဲ့တူဝနာဘူမိနိုင်ငံတကာလေးစိတ်တွေဟာပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ချပြီးလေးဆောင်ခရီးစဉ်တွေကိုပုံမှန်အတိုင်းပြည့်စွဲနေတယ်လို့ဆိုပါတယ်။အများပြည်သူတည်ယူဖို့ဆောင်ရည်အထူးသဖြင့် BTS နဲ့ MRT တို့ကပြေးဆွဲပေးနေတယ်။လျှက်စစ်ရထားဝင်ဆောင်မှုတွေလည်းပုံမှန်အတိုင်းအပြည့်အဝလက်ပတ်နေတယ်လို့ TAD ကထုတ်ပြန်ခဲ့ပါတယ်။ခီးသွားတွေအတွက်အထူးကြတဲ့နေရာတွေဖြစ်တဲ့ဟိုတယ်တွေနဲ့ဖျော်ဖြေရေးကျင်းပတဲ့ ဲ့နေရာတွေမှာလည်းထိခိုက်မှုမရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ခရီးသွားတွေဟာသူတို့ကြိုတင်စရင်သွင်းထားတဲ့ဘုတ်ကင်တွေကိုဖျက်သိမ်းခဲ့ခြင်းမရှိကြောင်းခရီးသွားအေဂျင်စီတွေကလည်းသူတို့ရဲ့ကြိုတင်စရင်သွင်းမှုတွေကိုရုပ်သိမ်းခြင်းမရှိကြောင်း TAD ကပြောကြားခဲ့ပါတယ်။နိုင်ငံတော်ဝန်ရှိအဝေးပြေးလမ်းမတွေမပြည့်စည်သေးဘဲသွားရလာရေးအတွက်အပြည့်အဝအသုံးပြုနိုင်ကြောင်းခရီးသွားတွေဘေးကင်းစေဖို့အတွက်အထက်မြင့်ဟိုတယ်တွေကိုစစ်ဆေးဖို့အတွက်ထိုင်းနိုင်ငံအင်ဂျင်နီယာဌာနနဲ့ပြည်သူ့လုပ်ငန်းဦးစီးဌာနတို့မှပူးပေါင်းဆောင်ရွက်သွားမယ်ဖြစ်ကြောင်း TAD ကပြောကြားခဲ့ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ကိုယ်တွင်းယူနိုက်တက်ကန်စားချက်ကကြီးမာတယ်လို့အက်စတွန်ဗီလာအသင်းတိုက်စစ်မှုရက်ဘိုကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ Aston Villa အသင်းက Preston အသင်းကို3ဂိုးကိုမရှိနိုင်အနိုင်ရခဲ့တယ်။ FA Black Quarter Final ပွဲစဉ်မှာ2ဂိုးသွင်းခဲ့တဲ့တိုက်စင်မှု Rushford က Aston Villa အသင်းအတွက်ပထမဆုံးဂိုးတွေသွင်းယူနိုင်တဲ့ခံစားချက်ကကြီးမားတယ်လို့ပြောခဲ့ပါတယ်။ Rushford ကဒီခံစားချက်ကကြီးမားပါတယ်။ကျွန်တော်ဒီကိုရောက်ရှိလာခဲ့ကတဖြည်းဖြည်းကြက်ခံမှုပိုင်းပိုကောင်းလာတယ်လို့ဘောလုံးကစားတာလည်းပိုပြီးကောင်းလာတယ်လို့ခံစားရပါတယ်။ရှီတန်းကစားသမားတွေအတွက်အမြဲတမ်းကိုသွင်းယူနိုင်တာကကောင်းပါတယ်။ဒါကြောင့်ဒီလိုမျိုးဆက်ပြီးလုံနိုင်မှုမျှော်လင့်တယ်လို့ပြောခဲ့တာပါ။ Rushford က United အသင်းမှာနီးပြအာမိုရီနဲ့အဆင်မပြေမှုတွေရှိခဲ့တာကြောင့်ပြီးခဲ့တဲ့ န်နဝါရီကအက်စတွန်ဗီလာအသင်းထံယာတီကုံအထိအငားနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဘိုကအက်စတွန်ဗီလာအသင်းမှာပြတ်သားနေတဲ့ခြေစွမ်းနေကြောင်းပြီးခဲ့တဲ့နိုင်ငံတကာရက်သက်တပတ်မှာနီးပြတူချယ်ကသူ့ကိုအင်္ဂလန်အသင်းလူစီရင်နဲ့ရွေးချယ်ပြီးပွဲထွက်လူစီရင်နဲ့အသုံးပြုခဲ့တာပါ။ရက်ရှ်ဘိုကသူ့ဟာတစ်ဆင့်ပြီးတစ်ဆင့်သွားနေပြီးဘောလုံးကစားရင်းပျော်ရွှင်နေတာကြောင့်အခုအချိန်မှာအားလုံးအဆင်ပြေတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီပြင်ရက်ရှ်ဘိုကအက်စတွန်ဗီလာအသင်းဟာပြိုင်ပွဲတိုင်းမှာအနိုင်ရချင်တာကြောင့်အနိုင်ရဖို့ကြိုးစားသွားမယ်လို့လည်းပြောခဲ့တာပါ။အက်စတွန်ဗီလာအသင်းဟာ FA Plus ပြိုင်ပွဲမှာ semi final ကိုတက်ရောက်နိုင်ခဲ့တယ်လို့ Champions League ပြိုင် ပွဲမှာ quarter final နဲ့ premier league ပြိုင်ပွဲမှာ mbappe ဆရာအဆင့်၄နေရာကချက်စီးတင်းနဲ့၄မှတ်ကွာဟနေရာဖြစ်ပါတယ်စီနိုင်တဲ့တင်ထာနာရဲ့2025ခုနှစ်မက်ချ်လာ32ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့တင်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ချစ်ချစ်ပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။